ိုင်မာနီးယားမရသေးပေမဲ့တူချက်ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာလေးချင်းခွင့်ရနေတဲ့အသက်16နှစ်အရွယ်တရနီကျေပွင့်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ကျေပွင့်ရှီလေးစီယာကအော်တိုဘာ10ရက်နေ့ကတော်မတ်တူချက်ရဲ့အင်္ဂလန်လက်ရွေးစင်စီနီယာအသင်းနဲ့လေးချင်းခွင့်ရရှိခဲ့ပါတယ်အသက်16နှစ်အရွယ်လေးစီယာကယူနိုက်တက်ရဲ့အလားအလာကောင်းဆုံးကစားမဖြစ်ပြီးတော့ရိုဘင်မော်ရီရဲ့စီနီယာအသင်းနဲ့လည်းလေးချင်းခွင့်ရခဲ့ဖို့ပါတယ်ဂျာမန်အိုးထက်ဖို့မှာလောက်လောက်လာလာပွဲကစားခွင့်တော့မရထားသေးပါဘူး လေဆီယာကတောင်မန်နေကွင်းလေတိုက်စီနေရာတွေကနေပိုင်းနေစွာကစားပြနေသူလေးဖြစ်ပါရီလေဆီနေနဲ့အင်္ဂလန်နီးပြားရဲ့ဆက်လက်မျက်စိကြတာခံရဖို့မျှော်လင့်နေပါလိမ့်မယ်အခုဆိုရင်လေဆီကိုရေရိုနီဖီဖိုရန်တို့နဲ့တောင်မှနိုင်ရှင်ပြောဆိုမှုတွေရှိနေပါရီလေဆီကလွန်ခဲ့တဲ့နှစ်နှစ်အတွင်းဒဏ်ပဒနာတွေကိုပုံမှန်ကြုံတွေ့ခဲ့ရပြီးမြေကာရင်တန်မှာတော့သူ့အပေါ်ကြည်ကြီးမားမားမျှော်လင့်နေကြစေဖြစ်ပါရီဘောလုံးကိုထိန်းချုပ်တဲ့နေရာမှာအမကန်းတည်တက်ပြီးတော့ဘောလုံးနဲ့တူဆွဲပြတဲ့နေရာမှာလည်းဆရာကြသူဖြစ်ပါရီ အဲဒါကြောင့်လဲမန်စီးတီးအကယ်မီအတွက် FIFA ရဲ့ United ကနေဝင်ဝိုင်းရိုနီတို့နဲ့နှိုင်းယှဉ်ပြောဆိုနေကြတာဖြစ်ပါတယ်။ညတဲ့ပြည်သက်တွေကြားမှာလဲလေစီကအခုလိုလေးကျင်းကွင်းရနေတဲ့ပေါ်အတော်လေးခုံယူနေပြီးတော့တချို့ကလဲ MRI မမြင်ပေမဲ့တူချေကတော့မြင်သွားပြီလို့သုံးသပ်နေကြပါတယ်။လေစီကမန် United ဘက်ကိုမြန်မာတိုက်စစ်မှုမောင်မောင်လင်ကိုသင်ကေရီအာဆီယံအော်စတာအသင်းနဲ့ပွဲစဉ်မှာလဲ၁၄မိနစ်ပါဝင်ကစားကွင်းရခဲ့ပါသေးတယ်။